လူတိုင်းရဲ့ဘဝကိုဒီလိုပြောပြခဲ့တာရှိတယ်။ဘဝမှန်တမားရှေ့ဟူတာသွားနေကြတာ။နောက်ကိုပြန်ဆုတ်သွားတာတရားမှမရှိဘူး။ဘဝစရာဘယ်သူမှနောက်ကိုပြန်လဲကြတာမဟုတ်ဘူး။အဲတော့ဒီမှာဘဝစရာလည်းပဲဖြစ်ခြင်းကိုပြောတာပါ။ဒီဖြစ်ရတည်းရရှေ့ဟူပဲသွားနေကြတာ။ ပြီးခဲ့တဲ့ဖြစ်ရတရားလည်းပဲမရှိတော့တဲ့ထဲရောက်ပြီးတော့အပြီးပြောက်သွားတယ်။အဲတော့ဒီအပြီးပြောက်သွားတဲ့ဖြစ်ရတရားတော့ပြန်လည်ပြီးတော့ပြင်ဆင်လို့မရကြတော့ဘူးပေါ့။ပျောက်သွားမှာပဲ။ပျောက်သွားပြီဆိုတော့ကောင်းနေဖြစ်စေသုတည်ဖြစ်စေပြင်လို့မရကြတော့ဒါပေမဲ့ရှေ့ကိုဆက်သွားမယ်ကိစ္စမှာ ဘလို့သွားကြမလဲဆိုတော့အခုလက်ရှိဖြစ်ရတဲ့ရှေ့ကိုဆက်သွားကြရမှာဖြစ်တယ်။လက်ရှိဖြစ်ရကအရေးကြီးသွားတယ်။အဲလက်ရှိယက်တည်နေတဲ့ဖြစ်ရကအရေးကြီးသွား။ဒီလက်ရှိယက်တည်နေတဲ့ဖြစ်ရကနေရှေ့ကိုပဲဆက်ကြမှာဖြစ်တဲ့အတွက်ကြောင့်ဤကြရာကတော့ထားလိုက်တော့ ရှိအခြေအနေကနေရှေ့ကိုဆက်သွားမှာဆိုတော့လက်ရှိကအရေးကြီးဆုံးဖြစ်ဒါဆိုရင်လက်ရှိအခြေအနေကဘာလဲအဲ့ဒါကိုသိဖို့လိုတာပေါ့လက်ရှိအခြေအနေကဘာလဲဘယ်လိုအခြေအနေလဲပေါ့ဒီတော့လက်ရှိပြည့်ရည်မှာလူတွေကကိုယ့်ရဲ့နှီးစိုက်ရာ အတိုင်းဝိုင်းနဲ့တွဲဖက်ပြီးတော့ဒီဇာယတိုင်းဝိုင်းနဲ့တွဲဖက်ပြီးတော့ညံ့တင့်တော်ကောင်းဆိုပြီးတော့အဲ့လိုဖြစ်နေကြ။လက်ရှိဖြစ်ရတဲ့ဒီဇာယနဲ့တွဲပြီးတော့ညံ့တင့်တော်ကောင်းဆိုပြီးဖြစ်နေကြရ။အဲ့တော့ဘုရားဒါညံ့တင့်တော်ကောင်းဒီလိုဖြစ်နေကြတဲ့ကိစ္စက ဒီတိုင်းပဲနေကြမှာလားဒီတိုင်းပဲနေတော့ဒီတိုင်းပဲဖြစ်သွားမှာယခုလက်ရှိကနေရှေ့အနာဂတ်မှာလည်းဒီပုံစံပဲဖြစ်တော့မှာပဲဒါဆိုရင်ဒီလက်ရှိနေထားနေဒီပုံစံတိုင်းသွားရင်ဒီပုံစံတိုင်းပဲဖြစ်မယ်ဆိုတော့သလောင်းနေရင်ကြည်နာကြမလားပေါ့။အနည်းငယ်ပဲဘဝကဏ္ဍကုန်ချုပ်ကြမလားပေါ့။ ြောင်းလို့မရနိုင်ဘူးလားဒီပြောင်းလို့မရနိုင်ရင်တော့ဒီပုံစံလေးတိုင်းသွားကြရမှာပေါ့ပြောင်းလို့ရမယ်ဆိုရင်တော့ဘယ်ကနေဘယ်ကိုပြောင်းကြမှာလဲနော်အဲ့ဒီအတွက်ကိုပဲဒီညံတင်တော်ကောင်းဆက်ပြီးတော့သုံးချိန်မြောက်ပေါ့ဆက်ပြီးတော့ပြောမယ်လို့အဲ့လိုစဉ်းစားမိတယ် အခု လက်ရှိအခြေအနေဟာရှေ့ဖြစ်လာမဲ့အခြေအနေရဲ့ပုံစံကျူပဲဆိုတာအခုလက်ရှိအခြေအနေကလက်ရှိယက်တိမှုဟာရှေ့ဖြစ်လာမဲ့ပုံစံပါပဲအဲဒီနေရာမှာလူတွေရဲ့နာဂတ်ကိုကြိုတိနိုင်သလားလို့အဲ့လိုမေးတယ် ဒီလူဟာနောင်ပါဖြစ်မှလည်းလို့အဲ့လိုမေးတယ်။မေးတော့ဤနိုင်တယ်ဒါလွယ်လွယ်လေးပဲ။နော်။ကြီးတတ်မြင်တတ်ရင်တော့ဒီလူဟာနောင်ပါဖြစ်လာမယ်ဆိုတာသိဖို့အင်မတန်လွယ်တယ်။အဲ့လိုပြောတော့ဒီရက်ထင်တာပေါ့ အာဒါသူများကဘာဖြစ်မလဲဘယ်လိုပြောလို့ရမှာဘယ်လိုလုပ်ပြီးမှလဲနော်ဘယ်လိုလုပ်ပြီးမှလဲဆိုတာမဟုတ်ဘူးတရားအမြင်နဲ့တရားနိလန်းတကြောင်တရားနိလန်းတကြတရားကိုသဘောပေါက်ထားရင်ဘာဖြစ်လာမလဲဆိုတာသိတယ်ပြောလို့မရရင်သာရှိရမယ် တိနိုင်တာတော့မရှိဘူးသိလို့ရတယ်အဲ့ဒါကအခုသက်ရှင်လှုပ်ရှားနေတဲ့အခြေအနေခါဒီမှာဒီပြဒနာကိုတော့သိမမေးကြနေတော့မယ်ဆိုရင်ဒီကနီးရောက်လာတဲ့လူတွေဆိုရင်သာမမဟုတ်ချုပ်တည်ပြီးတည်သွားတဲ့ပုံကိုယ်တွေဆိုရင်အဲ့ဒါသူတို့ဘယ်ရောက်လဲဆိုတော့ခဏခဏမေးကြတယ်